မင်္ဂလာပါရှင် PSM News ရဲ့နိုဝင်ဘာလ19ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကိုတင်ပြပေးသွားပါတော့မယ်။မြန်မာပင်လယ်ပြင်မှာရှေ့ဘက်လေဆီကြောင်းတွေအားကောင်းနေပြီးလှိုင်းကြီးနိုင်တာကြောင့်ရေလုံသားတွေနဲ့ပင်လယ်ပြင်ခီးသွားတွေအတွက်အန္တရာယ်ရှိနိုင်ပါတယ်။အထူးသဖြင့်မြဝကျွန်းမော်မုံတမခွေမုံတနင်းသာရီကံယူရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာလေတိုင်နှုန်းတနားရီကို35မိုင်ကနေမိုင်40အထိပြင်းထန်နိုင်ပြီးလှိုင်းအမြင့်ကတော့ရှစ်ပေကနေ10ပေအထိရှိနိုင်ပါမယ်။ဒါကြောင့်ငါးဖက်လင်ငယ်တွေနဲ့ကြားဖောင်လုပ်ငန်းလုပ်ကင်သူတွေအနေနဲ့အနေရရှိနိုင်တာကြောင့်ခီးစဉ်တွေရက်ဆိုင်ထားဖို့လိုအပ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့်အိန္ဒိယမူလဝသဌာနကလည်းဘင်္ဂလားပင်လယ်ကိုအရှေ့တောင်ပိုင်းအရှေ့အလယ်ပိုင်းနဲ့အနောက်တောင်ပိုင်းတွေမှာလုံခြုံနေတဲ့ရေလုံသားတွေကိုပင်လယ်ပြင်မှာထွက်ကြဖို့မနေ့ကသတိပေးချက်တစ်စောင်ထုတ်ပြန်ထားပါတယ်။ဒါ့အပြင်ဘင်္ဂလားပင်လယ်အော်မှာလီဘီယာနဲ့ဆဲလ်တွေဖြစ်ပေါ်နေပြီးနိုဝင်ဘာလ22ရက်ကနေ26ရက်နေ့အတွင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်အားကောင်းလာနိုင်ခြေ80%ကျော်ရှိနေတယ်လို့မူလဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ ဒါပေမဲ့အဲ့ဒီမုံတိုင်းတွေဟာအိန္ဒိယနိုင်ငံဘက်ကသာဦးတည်နိုင်ပြီးမြန်မာနိုင်ငံကိုတော့ထိုက်ရိုက်တက်ရောက်မှုရှိနိုင်မှာမဟုတ်ပဲမနေ့ဖြန်နိုဝင်ဘာလ20ရက်နေ့နောက်ပိုင်းကစပြီးမြန်မာနိုင်ငံမှာမိုးရွာနိုင်ခြင်းမရှိတော့ဘူးလို့ဆိုပါတယ် ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းကချင်ပြည်နယ်နဲ့မကွေးတိုင်းအနောက်ဘက်ခြမ်းတို့မှာနေရာကျဲကျဲမိုးနှင်ငယ်ရွာနိုင်ပြီးနေရာကွက်ပြီးမိုးများတာတွေဖြစ်နိုင်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းကရင်ပြည်နယ်နဲ့ပဲခူးတိုင်းအရှေ့ဘက်ခြမ်းတို့မှာတော့နေရာကွက်ကြမိုးနှင်ငယ်ရွာနိုင်မှာဖြစ်ပါတယ်။မိုးတိမ်တောင်နေအနေနဲ့ပဲခူးတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာဖြစ်ထွန်းမှုအားကောင်းနေပြီးမိုးတိမ်တောင်နေရွေရှားရာတလျှောက်မိုးရွာခြင်းနဲ့အတူလေပြင်းတိုက်တာမိုးကြိုးပစ်တာတွေဖြစ်နိုင်ပါတယ်ရှင်။မလွေဝဒါဖြစ်စဉ်ကြိုတင်ခံမှန်းချက်တွေဟာအများဆုံး80ရာခိုင်နှုန်းဝင်ကျင်တာမှန်နိုင်တာကြောင့်အချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်။ နေစဉ်ပြောင်းလဲမှုဖြစ်စဉ်တွေကိုလည်း BSM ကနေတင်ပြပေးသွားမှာဖြစ်တဲ့အတွက် BSM ရဲ့နေစဉ်မူလ iyorsa အစီအစဉ်တွေကိုစောင့်ကြည့်ပေးကြဖို့ဖိတ်ခေါ်ပါရစေ BSM ကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေနဲ့အတူမြန်မာပြည်သူပြည်သားတွေလည်းကျန်းမာပေးခြင်းစွာနဲ့တဘာဝဘေးရန်ရဲ့အသွေးတွေကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေရှင်